အားလုံးမင်္ဂလာပါကျွန်တော်တို့အခုမြင်တွေ့နေရတဲ့ဗီဒီယိုလေးကတော့ထိုင်းနိုင်ငံမှာဖြစ်သွားတဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပါတယ်ဗောနော်ဒီရဲ့ယောက်ျားလေးတယောက်ဟာဆိုရင်သူကလမ်းလမ်းပြီးမှာဗောနော်အဲယောက်ျားအင်္ဂါကိုဘယ်လိုပြောမလဲအဲအသာဖြေနေဗောနော်လမ်းပြီးမှာမိန်ကလေးတွေကြည့်ပြောသူထုနေတာဗောနော်အဲ့တော့သူထုတာခဏခဏဆိုတော့ဗောနော်ဒီမှာလေကတိုင်ကြားပြီးတော့ဗောနော်ဒီထိုင်းအနာပိုင်းနဲ့အရာလာပြီးတော့သူ့လာဖမ်းတဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကြည့်စုကြရအောင်ခင်ဗျာ ဆိုတော့ဒီနေ့ဂျွန်လ10ရက်နေ့ပေါ့နော်ဒီထိုင်းနိုင်ငံအာယူတီယာမြို့မှာမြန်မာနိုင်ငံသားတရားအဖမ်းခံလိုက်ရတယ်ဆိုတော့ဘာလို့ဖမ်းလဲဆိုတော့ဒီမြန်မာနိုင်ငံသားကသူကလမ်းဘေးမှာထိုင်ပြီးတော့ပေါ့နော် အများပြည်သူကနော်အဲဒီ public area ကြီးမှာပေါ့နော်ထိုင်ထိုင်ပြီးတော့ဘောင်းပီတွေချော့ပြီးတော့ဒီလမ်းသွားလမ်းလာမိတ်ကလေးတွေကြီးပြီးတော့အာသာဖြေပြီးတော့တယောက်တည်းကွင်းထိုင်ထူတယ်ဆိုတော့သူလောက်တာကနော်တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်ဒီလိုပဲလာလာတိုင်တဲ့လူတွေအများကြီးပေါ့နော်ဖူးရိုင်မှရွက်တကြီးကိုရွက်လူကြီးကိုပေါ့ဆိုတော့ နောက်ဆုံးเนาะရလူကြီးတွေရဲတွေခေါ်ပြီးသွားစေတော့เนาะအတူသွားဖမ်းမိတယ်ဆိုတော့သူ့သွားဖမ်းတဲ့ချိန်မှာသူလက်ထဲမှာဒါဒစီလည်းတွေ့တာဗောနော်လာတဲ့ဒီမိန်းကလေးတွေဒါနဲ့လည်းချိန်ချောင်းတယ်လို့ပြောတယ်ပြီးလို့ရှိရင် तू ကအဲ့လိုလောက်တာခုတကြိမ်တည်းမဟုတ်ဘူးเนาะအာခဏခဏပြေးဗောနော်အဲကြောင့် तू ကဒီအများပြည်သူမြင်ကွင်းမှာเนาะဒီအမြင်မတော်တဲ့ဒီအလိပ်ပိုင်းဆိုင်ရာပြူမှုတွေကျူးလွန်လို့ပြီးလို့ရှိရင် ဒီလို NDA ရှိတယ်လို့အဲ့လိုလော့ထားလို့မရဘူးဆိုပြီးတော့ရဲတွေဒီရလူကြီးအုပ်ချုပ်ရေးမှုတွေကတော့သူဖမ်းသွားတော့ဖမ်းပြီးတော့သူ့ကိုမိခင်နိုင်ငံမြန်မာနိုင်ငံပြန်ပို့မယ်လို့တော့ပြောတာပေါ့နော်ဆိုတော့သူဖမ်းခံရပြီးနောက်ပိုင်းမှာနော်အဲမြင့်မြင့်ကိုယ်တိုင်ကိုကြမြင်တဲ့မိကလေးတွေလည်းထွက်ပြီးတော့လာပြောတာပေါ့နော်သူလည်းတစ်ခါတွေ့ပြီးပြီးเนาะသူတို့လည်းတစ်ခါတွေ့ပြီးဆိုတဲ့ကြောင်ဒါပေမဲ့တချို့တွေကရှေ့လို့မပြောဘူးပေါ့နော်ဘာလို့ဆိုတော့သူရဲ့လောက်ရလဲเนาะအရန်ကိုဒီယွန်ရှာဆက်ဆုပ်ဘွဲကောင်းတာပေါ့နော်ဒီအများပြည်သူ public area မှာအဲ့လိုလုပ်ရဲဆိုတော့เนาะမြန်မာနိုင်ငံသားပါเนาะအစိုးရလက်ပါကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကိုလည်း like and subscribe လုပ်ခြင်းဖြင့်ကုညီကြပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်